ရုပ်ရှင်ခြေပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ recap channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါစီအဲဒီကနေ့တင်ဆက်ပေးချင်တာကတော့ကိုစီချိုရင်းချက်တွေရှိနေကြတဲ့တငရင်း၃ရောက်ရဲ့ဘဝမှာရင်ဆိုင်ရမယ့် annual တွေကိုအတူတူကြော်ဖြတ်ခဲ့ကြတဲ့ဇာကားကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါရယ်ခင်ဗျာမမျောလင့်ထားတဲ့ကံကြမ္မာဇိုးနဲ့ရင်ဆိုင်လာရတဲ့ခါမှာတို့တွေဘယ်လိုမျိုးတုံ့ပြန်ခဲ့ကြတယ်လဲ ကြုံတွေ့ရတဲ့အန်ရီတွေကိုဘယ်လိုမျိုးရင်ဆိုင်ခဲ့ကြပြီးတော့နောက်ဆုံးမှာအရန်ချမ်းသာသွားကြမှာလားဆိုတာစိတ်ဝင်စားရင်တော့ကျွန်တော်နဲ့တူတူလိုက်ပါကြည့်ရှုရင်းနဲ့ channel လေးကိုလည်း like and subscribe ပဲလုပ်ခဲ့ကြဖို့တမမေ့ပါနဲ့တော့ဇလန်းရဲ့အဆမှာတော့မိဘမဲ့ကြောင်းတစ်ခုမှာကလေးမွေးစားဖို့အတွက်လင်မယားနှစ်ယောက်ကလာကြည့်ကြပါလိမ့်ကြောင်းကကလေးတွေကိုလိုက်ပြနေရင်းနဲ့အမလင်မယားနှစ်ယောက်ကတခြားကလေးတွေနဲ့မရောပဲတသက်လေးနေနေတဲ့ကလေးတွေကိုမြင်လို့မေးကြည့်လိုက်ပါလိမ့် အဲ့ကလေးကသူတို့မှာချိုရင်းချက်လေးရှိနေလို့သူတို့ဘာသာသူတို့တက်တက်နေနေကြတဲ့အကြောင်းကိုလည်းဆရာမရှင်းပြလိုက်ပါရီတကယ်တော့အဲ့ဒီလေများကလူကုန်ကူးခန်းရဖြစ်ပြီးတော့ကလေးတွေကိုမွေးစားဖို့မဟုတ်ဘဲနဲ့ចောင်းထဲကိုအချီနေလာစုံစမ်းတာဖြစ်ပါရီအဲ့လိုနဲ့အဲ့ဒီညမှာတော့လူတစုကចောင်းထဲကိုဝင်ရောက်လာပြီးကလေးတွေကိုလာခေါ်သွားကြပါပြီကလေးအလုံးခေါ်သွားပြီးမဲ့အဲ့ဒီချိုရင်းချက်ရှိနေတဲ့ကလေး၃ယောက်ကိုတော့ခြံထားခဲ့ပါရီအဲ့ဒီကကလေးမလေးရဲ့အမေကចောင်းဖြစ်ပြီးတော့ဒီအဖြစ်ဆိုးကြီးကြောင့်သူ့အမေကိုလည်းဆုံးရှုံးလိုက်ရပါရီ ူကတော့နီလာလို့ခေါ်ပါရီနီလာဟာစေးရုံတစ်ခုရဲ့သူနာပြုဝန်ထမ်းတစ်ယောက်ပါသူမရဲ့ကောက်ချောင်းတွေကိုပါစိတ်ဝင်စားနေတဲ့ဆရာဝန်ကိုတုတ်ကြီးကသူ့ကိုအမြဲတမ်းပဲကြားချောင်းချောင်းနေတာပေါ့ဗျာနီလာမှာချိုးရင်းချက်တစ်ခုရှိပါရီအဲ့ဒါကတော့ तू ဟာမွေးရပါအမြင်အာရုံချိုးတဲ့ရောဂါကြောင့်မလို့မျက်မှန်နေမှာပဲအရာဝတ္ထုတွေကိုတဲတဲကွဲကွဲမြင်ရတာပါနေလာနဲ့အတူနေနေကြတဲ့သူတွေကတော့မွေးရပါနားလေးတဲ့ငပြူးနဲ့မွေးရပါစကားမပြောတတ်တဲ့ငပြဲတို့ပဲဖြစ်ကြပါရီတငယ်ချင်း၃ယောက်ကဇလန်းအစားကမိဘမဲ့เจ้าမှာကြံရိတ်ခဲ့တဲ့ကလေး၃ယောက်ပဲဖြစ်ကြပါရီ ်နေလာဟာသူ့ရဲ့အမေဆုံးမသွားပြီးတဲ့နောက်မှာသူနဲ့ဘဝအတူငပြူးနဲ့ငပြဲကိုတငယ်ချင်းလိုတစ်မျိုးအမားတစ်ယောက်လိုတစ်မျိုးစောင့်ရှောက်ပေးခဲ့ရတာဖြစ်ပါတယ်။အဲငပြူးနဲ့ငပြဲကလည်းမွေးရပါချွေးရင်းချက်ရှိကြပေမဲ့သူတို့မှလည်းဝါသနာပါတဲ့အိမ်မက်တွေလည်းရှိကြပါသေးတယ်ဗျ။ငပြဲကစကားမပြောတတ်ပေမဲ့သူ့ရဲ့ဝါသနာကတော့အောင်မြင်ကြော်ကြားတဲ့တရုတ်ဆောင်တစ်ယောက်ဖြစ်ချင်တာပါ။ငပြေးကတော့နားလေးနေရသူမလို့တိတ်ဆိတ်တဲ့သူ့ရဲ့ကဘာမှာကင်မရာလေးတစ်လုံးကိုသာလိုပြီးတော့မြင်းမြာကိုတဖမ်းချင်တဲ့ကင်မရာမန်တစ်ယောက်ဖြစ်ချင်သူပါ ဲလိုနဲ့တဦးကိုတဦးစောင်းလျှောက်ကြရင်းနေပျော်ပျော်နေလာကြတဲ့တငင်းသောအတွက်တနေ့မှာတော့ကန်ဆိုးမှုတစ်ခုဟာစတင်လာခဲ့ပါပြီအဲ့ဒါကတော့ဆရာဝန်တုံကြီးကနေလာအောင်မျက်ကြည်လွာခွဲစိတ်ပေးဖို့ဆိုပြီးသူ့ရဲ့ရုံးငန်းစီကိုလာခဲ့ဖို့အတွက်ဖုန်းဆက်ခေါ်လိုက်ပါပြီအဲ့ဒီမှာနေလာလည်းလှလှပပလေးဝေစားပြီးတော့ဆရာဝန်တုံကြီးစီကိုသွားတာပေါ့လေဒါမဲ့ဆေးကန်းကိုရောက်တော့ဆရာဝန်တုံကြီးကအလကားတော့မရအောင်စမှုစာအရင်ကျွေးရမယ်ဆိုလို့နေလာလည်းဒေါသထွက်ပြီးတော့တီးထည့်ပေးလိုက်တာလက်လွတ်ချက်တုံနေဖြစ်ကုန်ပါပြီအဲ့ဒီနောက်မှာတော့နီလာလေးပဲကြောက်လန့်ကြရတဲ့အိမ်ဝင်ပြန်ပြီးတော့ပြေးလာပါလိမ့် ိမ်မှာတော့ငပြဲတယောက်တည်းရှိပြီးတော့နေလာသူ့ရဲ့ကိစ္စနဲ့သူခေါင်းရှုံနေတယ်လို့ငပြဲကလည်းအင်ဂျူရီမရဖြစ်နေပါရီအဲ့ဒီအချိန်မှာပဲတကားကိုခက်ပြင်းပြင်းခောက်တဲ့တန်ကြောင့်မလို့နီလာနဲ့ငပြဲတို့ကလည်းထိတ်လန့်သွားရပါရီဒါမဲ့လည်းအဲ့ဒီတကားကိုခောက်တဲ့သူကငပြူးဖြစ်ပြီးတော့တကားဖွင့်ဖွင့်ချင်းပဲနီလာကိုကင်မရာနဲ့ snapshot ရိုက်ပေးလိုက်ပါရီအိမ်မြလာရဲ့ငပြူးရဲ့မျက်နှာမှာဒဏ်ရာတွေကိုတွေ့လို့ငပြဲကဘာဖြစ်တာလဲလို့မေးလိုက်ပါရီငပြူးတယောက်သူ့ဆူထားတဲ့ပတ်စံလေးနဲ့သူ့လိုချင်တဲ့ကင်မရာတစ်လုံးကိုဝယ်လိုက်ပြီးညင်သမျှဓာတ်လိုက်ဖမ်းနေပါရီ ဒါမဲ့ကန်ဆိုးခြင်းတော့900ပါကင်မရာကိုဝယ်ပြီးလို့ပိုင်ရှင်နဲ့တိုးပြီးတော့စူးကြီးဝိုင်းလောင်းခံလိုက်ရပါပြီ။အဲဒီလိုနဲ့ကင်မရာလဲဆုံးလူလဲသမခံလိုက်ရတော့ငပြဲစီမှာအကူကြီးတောင်းဖို့တွားရင်းနဲ့လမ်းမှာကင်မရာတစ်လုံးကိုကောက်ရလိုက်ပါပြီ။ဒါကတော့ငပြူးတယောက်ကင်မရာရလာပုံကိုသူ့ရဲ့ဘော်ရာတွေကိုရှင်းပြနေရပေါ့လေ။ငပြူးကတော့ကင်မရာတစ်လုံးကိုကောက်အောင်ထားရမလို့ပြောနေပေမဲ့နီလာကတော့သူ့ရဲ့ဘူးနဲ့တူပါပဲ။ဒီလိုနဲ့ငပြူးကကင်မရာကိုရှော့ကလစ်ရင်းနဲ့အထက်ကဗီဒီယိုဖိုင်တစ်ခုကိုတွေ့လိုက်ရပါပြီ။ဗီဒီယိုထဲမှာတော့ ရုပ်ရှင်ဒရိုက်တာတယောက်ကမိန်းကလေးတယောက်ကိုအကြက်ကင်ပြီးတော့စမှုစာစားဖို့ကြိုးစားတာကိုမှတ်တမ်းတင်ထားတာပါဗီဒီယိုဖိုင်တွေကအတန်ကိုကြားတော့နီလာလည်းစိတ်ဝင်စားပြီးကြည့်မိတယ်လို့ငပြဲတယောက်လည်းပြပြသလင်းနဲ့ဗီဒီယိုကိုလာကြည့်ပြီးတော့ဒီဖြစ်ပျက်ကိုသူသိရဲ့လို့ပြောပြလိုက်ပါရီတကယ်တော့ငပြူကလည်းတရုတ်ဆောင်လူရွေးမဲ့ကိစ္စနဲ့အဲ့ဒီနေရာကိုရောက်လာခဲ့ပါရီဒါပေမဲ့မမျော်လင့်မင်းနဲ့ဒရိုက်တာကကောင်မလေးကိုစပူစာတောင်းနေလို့ကောင်မလေးကလည်းတီးထည့်လိုက်တာလက်လွန်သွားတော့ကိုငပြဲရမြင်လိုက်ရပါရီအဲအကြောင်းပဲသူတားအကြောက်လန့်ပြီးတော့အိမ်ပြန်လာခဲ့တာဖြစ်ပါရီ တကယ်တော့ငပြူးကအဲ့ဒီဖြစ်ပျက်ကိုမှတ်တမ်းတင်ထားတဲ့ကင်မရာကိုငပြဲစီလာရင်းနဲ့ကောက်ရခဲ့တာပါအဲ့လိုနဲ့ဗီဒီယိုထဲမှာထပ်ပြီးတော့တွေးလိုက်ရတာကတော့ကုနာကဒရိုက်တာကိုတီးလိုက်တဲ့ကောင်မလေးရဲ့ယောက်ျားကရောက်လာပြီးတော့ပြဿနာတွေဖြစ်ကြပါ ಡಿ အဲ့ဒီမှာသိရောက်ကြရပါဒရိုက်တာကိုထပ်ပြီးတော့တီးလိုက်တာမလို့ဒရိုက်တာလည်းပဲရှော့သွားတာကိုဗီဒီယိုထဲမှာမြင်လိုက်ရပါ ಡಿ အဲ့ဒီအချိန်မှာပဲတကားခက်ပြင်းပြင်းခောက်တန်ထွက်လာလို့တုံးအော်တာလိပ်ပြလွင့်မတက်ကြောက်သွားရပါ ಡಿ အဲ့ဒီနောက်မှာတော့နီလာကတကားဖွင့်မေးလိုက်တော့ကိုလာရွှေဖြစ်နေပါ ಡಿ တိုင်တဲ့ဆန်ဆိုင်ပဲကိုလာရွှေကကုနာဗီရဲကလူဖြစ်နေလို့ ။မပြူးနဲ့ငပြဲလဲပြူးပြူးပြဲတဲ့ဖြစ်နေကြပါရီ။တကယ်တော့ကိုလာရွှေကနီလာကိုဒေါက်တာတုံကြီးရှင်းထားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လာစင်မေးနေတာဖြစ်ပါရီ။နီလာကတော့ဟန်ဆောင်နေပြီမဲ့ငပြူးနဲ့ငပြဲကအတော်လေးကိုအင်ဒရီပြတ်နေပါပြီ။အဲဒီချိန်မှာပဲလူမိုက်ကောင်းဆောင်ကိုပါဘူးကသူ့ရဲ့လူတွေကိုလာရွှေတပည့်တွေကဖမ်းသွားလို့ဖုန်းဆက်ပြီးတော့လာရွှေကိုဖြေးနေပါရီ။အဲနောက်မှာတော့ကိုလာရွှေလည်းပဲသူသီးကျင်နာတွေမေးပြီးတော့ပြန်သွားခဲ့ပါပြီ။ဒီလာတငယ်တော်ကတော့အပူကိုစီနဲ့တိုင်ပတ်နေကြပြီပေါ့ဗျာ။ဒီလာကဒေါက်တာတုတ်ကြီးကိုတီးထားလို့လက်လုံကျက်သွင်းနေဖြစ်ထားသလို ။ငပြေးကလည်းလှရွှေတို့ကိစ္စကိုမြင်ခဲ့ရပြီးတော့ငပြူးကတော့လှရွှေတို့ကိစ္စရဲ့ဗီဒီယိုဖိုင်တက်တဲ့ရှိနေတဲ့ကင်မရာကိုကောက်ရထားတာပဲဖြစ်ပါရီ။အဲ့လိုနဲ့ကိုပူနဲ့ကိုတိုင်ပက်နေကြတဲ့ဂျားကဘေးငါနီလာကိုဖုံးချောင်းတက်တဲ့အောင်ပုကသူတို့ဘက်မှမီးပြတ်နေလို့နီလာတို့အိမ်ကို laptop အားလာသွေးလိုက်ပါသေးတယ်။အဲ့လိုနဲ့သွားတော်သားတိုင်ပင်နေကြရင်နေနီလာကအကြံတစ်ခုရာသွားခဲ့ပါရီ။အဲ့ဒါကတော့ခုနကသူတို့စီလာသွားတဲ့ကိုလာရွှေစီကိုဖုံးဆက်ပြီးတော့သူတို့လင်မယားဒရိုက်တာကိုတီးထားတဲ့ဗီဒီယိုတက်တဲ့သူတို့စီမှာရှိနေရမလို့ငွေ9သိန်းနဲ့လာပေးဖို့အတွက်ပြောလိုက်ပါရီ။ အဲ့ဒီမှာကိုလာရွှေကလည်းမျိုးလုံးပြူးသွားပြီးတော့ညှိနှိုင်းမို့လောရပါတော့နေအဲ့လိုနဲ့ညရောက်တော့နီလာတို့အိမ်ကိုကိုလာရွှေကသူ့ဆက်တဲ့ဖုန်းနဲ့ခြေရာခံပြီးတော့ရောက်လာခဲ့ပါတယ်အဲ့ဒီမှာပဲငပြူးနဲ့ငပြဲကိုတီးလိုက်ပြီးတော့သူ့ရဲ့တက်တဲ့ဗီဒီယိုကိုတောင်းပါတော့နေနီလာလည်းအဲ့ဒီနောက်တော့ကိုလာရွှေကိုသူ့လိုချင်တဲ့တက်တဲ့ဖိုင်ရှိတဲ့ memory card ကိုထုတ်ပေးလိုက်ပါတယ်အဲ့မှာကိုလာရွှေကလည်း memory card ကိုဝိုင်းကြုံမှာအကြော်လိုမျိုးတကြွကြွနဲ့ဝါးစားလိုက်ပြီးတော့နီလာတို့တော့ကိုပါရှင်းပြဖို့တော့လုပ်ပါတော့နေဒါပေမဲ့အဲ့ဒီအချိန်မှာပဲဟိုဘက်အိမ်ကအောင်ဘူးတယောက်က ခီးထွက်စရာရှိလို့သူ့ရဲ့အားသွင်းထားတဲ့ laptop ကိုပြန်လာယူသွားပါလိမ့်။အဲ့နောက်မှာနီလာတယောက်ကိုလာရွှေကိုငွေ9သိန်းပေးဖို့တောင်းပါတော့လိမ့်။တကယ်တမ်းကတော့ကိုအောင်ပုရဲ့ laptop တွေကိုအဲ့ဒီ video ကို copy ကူးထည့်ထားလိုက်တာမလို့ online ပေါ်မရောက်ချေရင်ငွေ9သိန်းလာပေးဖို့တက်ပြောလိုက်ပါလိမ့်။အဲ့တော့ねကိုလာရွှေလေသူ့ကိုနှစ်ပေါက်တစ်ပေါက်ရိုက်ပြီးတော့အကြက်ကင်လိုက်လို့နီလာတောင်းတဲ့ငွေကိုပြန်လာပေးမယ်ဆိုပြီးတော့သဘောတူပြီးတော့ပြန်ထွက်သွားရပါလိ။ငပြူးနဲ့ငပြေးကတော့နီလာရဲ့အကွက်ကိုသဘောကျပြီးတော့ပြောင်းနေကြပြီမြေ။တကယ်တမ်းတော့နီလာစီမာကဘာသက်သေမှမရှိတော့ဘူးဆိုတာသိလိုက်ရတဲ့အတွက် ြေကွဲသွားကြပါပြီအဲ့လိုနဲ့ကိုလာရွှေရဲ့ရန်ကနေပြီးတော့လွတ်အောင်ရှောင်ဖို့အတွက်နီလာတို့တောင်းအောင်သားကတနီယာကိုသွားကြပါပြီအဲ့ဒီနီယာကတော့လူမိုက်ကြီးဘာဘူးကြီးစိုးတဲ့နေမြေဖြစ်ပြီးတော့နီလာတို့ကဘာဘူးနဲ့သွားတွေ့ကြတာဖြစ်ပါပြီအဲ့လိုနဲ့တစ်ဖက်မှာလည်းပဲကိုလာရွှေကနီလာတို့ကိုပတ်စံပေးဖို့အတွက်သွားယူနေတဲ့လမ်းမှာအောင်မှုကိုအမှတ်မထင်တွေ့လိုက်ရပါပြီအဲ့ဒီအချိန်မှာပဲအောင်မှုကိုစင်းတီးပြီးတော့သူ့ရဲ့ laptop တွေကိုရှာကြည့်တဲ့အခါမှာ laptop တွေမှာဘာမှရှိမနေရသိလိုက်ရပါပြီအဲ့ဒီအချိန်မှာနေလာတို့ကတော့ဘာဘူးနဲ့အပေးယူတခုလုပ်နေပါပြီ အဲ့ဒါကတော့ဘာဘူးနဲ့ဘောင်းချာရှိတဲ့ကိုလာရွှေရဲ့အပြစ်ကျူးလွန်ထားတဲ့တပ်တွေတခုကိုပေးမှဖြစ်ပြီးတော့နေလာတို့ကတော့ဘာဘူးဟာဘေးကင်းကင်းနဲ့တခြားမျိုးစီကိုထွက်သွားနိုင်မှုကူညီရမယ်ဆိုတဲ့ကမ်းလှမ်းချက်ပဲဖြစ်ပါရည်။ဒါမဲ့ဘာဘူးကတော့အဲ့ဒါကိုသိပြီးတော့မယုံပါဘူး။ဒါကြောင့်မလို့ကိုလာရွှေရဲ့တပ်တွေအကြောင်းတွေကိုပြောပြပြီးတော့ဘာဘူးကိုဖုံးဆက်ခိုင်းလိုက်ပါရည်။ဘာဘူးကလည်းအတီပေါက်နဲ့ဖျဲလိုက်တာမလို့ကိုလာရွှေတယောက်လည်းဆွေးဆွေးခုံပြီးတော့ဘာဘူးနဲ့ညှိနှိုင်းမဲ့စကားတွေကိုပြောလာမှဘာဘူးလည်းပဲယုံသွားပါတော့ရည်။ အဲ့နောက်မှာတော့ဘာဘူးလဲပဲသူ့ရဲ့ရန်သူတော်ကြီးကိုလာရွှေရဲ့ပြောက်ကွက်ကိုလာပြီးတဲ့နီလာတို့ကိုဓမင်းနေဟင်းနေနဲ့အထူးအဲ့ခံမာတို့ဒီနီလာတို့ကိုလည်းကိုလာရွှေရဲ့တပ်တွေကိုပေးရင်တခြားမျိုးကိုဘေးမသိရမခပို့ပေးမယ်ဆိုပြီးတော့လဲဂရီပေးလိုက်ပါရီဒါပေမဲ့အချိန်နေတွေကထင်တယ်လို့တော့အဆင်ပြေမနေပါဘူးနီလာတယောက်ဓမင်းစားပြီးလို့လက်စည်းနေုံမှာဘာဘူးကသူတို့ကိုဂိုင်းတစ်ခုကိုရောင်းစားဖို့ဖုန်းဆက်နေတာကိုကြားလိုက်ရပါရီနောက်ထပ်အံ့ဩစရာတစ်ခုကတော့နီလာငယ်ကမိဘမဲ့ဂီယာမှာကလေးတွေကိုလာခေါ်သွားတဲ့သူတွေရဲ့ခေါင်းဆောင်က ကိုပါဘူးဆိုတာကိုနီလာမှတ်မိသွားပါ ड़ी အဲအဲ့နောက်မှာတော့နီလာကသူတို့ငွေချင်း၃ယောက်ကတက်တဲ့သွားယူဖို့ပြောပေမဲ့ကိုပါဘူးကတော့ခွင့်မပြုတော့ပါဘူးတက်တဲ့သွားယူမယ်ဆိုရင်ငပြူးနဲ့ငပြေးကိုဒီမှာထားခဲ့ပြီးတော့နီလာကိုသူတပည့်ငတိုးနဲ့သွားယူဖို့အတွက်ပြောလိုက်ပါ ड़ी နီလာတယောက်တက်တဲ့သွားယူနေတော့မှကြံခဲ့တဲ့ငပြူးနဲ့ငပြေးတို့ကတော့အသက်မရှူရဲလောက်အောင်အထီကိုကြောက်နေကြပါပြီအဲ့လိုနဲ့ခဏကြာမှာတော့နီလာပြန်လည်ရောက်ရှိလာပါ ड़ी သူနဲ့တူတူတက်တဲ့လည်းပါလာခဲ့ပါ ड़ी တကယ်တော့နီလာဟာကိုလာရွှေဖြက်စီးလိုက်လို့တက်တဲ့မရှိတော့ပေမဲ့ ကိုလာရှူရဲ့မိန်းမစီကိုတွားလိုက်ပါရီအိမ်မှာသူကရှော့သွားတဲ့ဒရိုက်တာရဲ့ညီမပုံစံဟန်ဆောင်ပြီးတော့သူ့ကိုကိစ္စကိုသိရလို့မကျေနပ်တဲ့အကြောင်းပြောပြီးတော့အမှုဖွင့်မယ်လို့အကြက်ကန်လိုက်ပါရီဒါမဲ့အဲ့လိုမဖြစ်ချင်ရင်အိမ်နေကဖြစ်ပျက်ခဲ့တဲ့ဟာကိုအသေးစိတ်ပြောပြဖို့အတွက်ကမ်းလှမ်းလိုက်ပါရီအဲ့လိုနဲ့ကိုလာရှူရဲ့မိန်းမလေးပဲအမှုရဲတဲ့ပါမှာကြောက်လို့အကုန်လုံးပြောပြလိုက်ပါရီဒါအောင်နီလာက record ယူလာပြီးတော့တက်တည်ဖြစ်အောင်ဖန်တီးခဲ့တာပဲဖြစ်ပါရီအိမ်မှာငပြူးနဲ့ငပြဲလေးပဲသူတို့လွတ်မြောက်ပြီးဆိုပြီးတော့ပြောနေကြတော့မှ ။နီလာကဘာဘူးရဲ့အကြံတွေကိုပြောပြလိုက်လို့အပျော်လေးတွေကကြက်ပြောက်ငက်ပြောက်ပျောက်ကုန်ပါလိမ့်။တတိယသွားတဲ့ဘာဘူးကတော့ကိုလာရွှေစီကိုဖုန်းထက်ဆက်ပြီးတော့စိတ်တူသွားအောင်လို့လှမ်းပြီးတော့ကလစ်လိုက်ပါသေးတယ်။အဲလိုနဲ့ဂရီပေးထားတဲ့အတိုင်းပဲဘာဘူးကနီလာတို့ကိုတခြားမျိုးစီကိုသွားမဲ့သင်းမောပေါ်ကိုလိုက်ပြီးတော့ပို့ပြီးပါလိမ့်။ဒါပေမဲ့လည်းစိတ်ကန်းအောင်ရောက်တော့ပဝင်းညင်နေသားကစိတ်မချရတဲ့အခြေအနေမလို့ငပြူးနဲ့ငပြဲလေးပဲကြောက်နေရပါပြီ။နီလာကတော့ဘာဘူးကိုအေးအေးဆေးဆေးကြည့်နေရင်အားရပါးရတစ်ချက်ရေးလိုက်ပါရီ အဲဒီမှာပဲကြီးစံလူမျိုးအရှိန်နဲ့ကားတစ်စီးကဘာဘူးလို့စီကိုဝင်လာခဲ့ပါပြီကားတွေကလူကတော့တခြားလူမဟုတ်ဘဲနဲ့ကိုလာရွှေဖြစ်နေပါတယ်တကယ်တော့နီလာကလာရွှေမိမအိမ်ဟာအထွက်မှာလာရွှေကိုဖုန်းထက်ဆက်ခဲ့ပါတယ်တကယ်တော့သူ့မှာတက်တယ်မရှိတော့ပေမဲ့အခုလာရွှေရဲ့မိမကအသေးစိတ်ရှင်းပြလို့တက်တယ်ထက်ရပြီဆိုတာကိုပြောလိုက်တာပါနောက်ပြီးတော့ဘာဘူးကလာရွှေတို့လေမြရဲ့ကိစ္စကိုလူတကာသိအောင်လုပ်မှဖြစ်ပြီးတော့လာရွှေကိုရှင်းပြပြီးတက်တယ်ကိုငွေ9သိန်းနဲ့လာပြီးတော့ရွေးဖို့အတွက်ပြောခဲ့တာဖြစ်ပါတယ် အခုတော့လရွှေတယောက်ရောက်လာခဲ့ပြီးတော့ဘာဘူးတို့ဘက်ကို James Bond style နဲ့မဲမဲမြင်ရာပြစ်ပါတော့လေကိုလားရွှေနဲ့သူ့ရဲ့တပည့်တွေပြစ်ခတ်နေကြတဲ့အချိန်မှာနီလာကတော့သူစီစဉ်ထားသလိုဖြစ်လာခဲ့လို့စိတ်ကြေနမ်းမှုတွေနဲ့ရေလေးတောင်ရင်းနဲ့စောင့်ကြည့်နေလိုက်ပါရီတပတ်နဲ့တပတ်ပြစ်ကြခတ်ကြရင်းနဲ့ကိုလားရွှေလည်းတစ်ချက်ထီသွားခဲ့သလိုဘာဘူးရဲ့တပည့်တွေအကုန်လုံးကလည်းမာလကီးရသွားပြီးတော့ဘာဘူးတယောက်ပဲကြံမာတော့လေအဲ့ဒီမှာဘာဘူးကသူ့ကိုလွတ်ပေးရင်သူပိုင်ဆိုင်ထားရီတွေကတဝက်ပေးမယ်လို့ညှိလိုက်ပြီးတော့နီလာကိုပါတခါရဲရှင်းခိုင်းလိုက်ပါရီ ဒါမဲ့နီလာကတော့အေးအေးဆေးဆေးပဲကိုလာရွှေကိုအကြံတစ်ခုထပ်ပြီးတော့ပေးလိုက်ပါလိမ့်။အဲ့ဒါကတော့ဘာဘူးလိုမျိုးရာစုရဲ့ခေါင်းဆောင်တယောက်ကိုရှင်းပြနိုင်မယ်ဆိုရင်လူတွေကကိုလာရွှေကိုအထင်ကြီးပြီးတော့လေးစားကြမှာဖြစ်တယ်လို့အထက်လူကြီးတွေကလည်းသဘောကျပြီးတော့ယာရူးတွေဘာလေတိုးလာမယ်ဆိုတာလေးကိုပြောလိုက်ပါရီအဲ့လိုနဲ့ကိုလာရွှေကလည်းဘာလို့အမှန်မသိကြောင်ပြောင်နေတော့မှကိုလာရွှေအစားနီလာကတရုတ်တိုင်းကားတွေကအကွက်တွေနဲ့ဘာဘူးကိုတီးပေးလိုက်ပါတော့ဒီအဲ့နောက်မှနီလာကသူ့ရဲ့လက်ထဲမှာရှိတဲ့တက်တွေကိုပေးလိုက်တယ်လို့ ကိုရရွှေကလည်းနီလာတောင်းထားတဲ့ငွေထားခဲ့ပြီးတော့ပြန်သွားပါတော့တယ်။အဲ့လိုနဲ့နေ့တွေကြာခဲ့ပြီးရဲ့နောက်မှာတော့ Brighter Foundation တည်ထောင်ထားတဲ့အဖွဲ့တစ်ခုကလုပ်ငန်းမမေရမရှိဘဲနဲ့အရန်ကြီးဝါချမ်းသာနေတယ်ဆိုတဲ့သတင်းတွေထွက်လာခဲ့ပါပြီ။အဲ့ဒီကိစ္စကိုစုံစမ်းဖို့အတွက်အလွန်တော်ရင်ဆိုတဲ့အစိမ့်မြင့်ရဲအရာရှိတယောက်ကိုအစိုးရကနေပြီးတော့တာဝန်ပေးလိုက်ပါပြီ။အဲ့ဒီရဲအရာရှိကတော့တခြားသူမဟုတ်ဘဲနဲ့ကိုလာရွှေဖြစ်နေခဲ့တာပါ။ကိုလာရွှေရနှစ်တော်ကြာကဘာဘူးရရာစုရဲ့ခိုင်းကိုရှင်းနိုင်ခဲ့တယ်ဆိုပြီးတော့နမေကောင်းတဲ့ရာဘူးတွေတိုးလာခဲ့တာဖြစ်ပါတယ် အခုတော့သူစုံစမ်းရမယ့်အဖွဲ့အစည်းရဲ့ခေါင်းဆောင်ဖြစ်သူကိုကြီးလိုက်တဲ့အခါမှာတော့တခြားသူမဟုတ်ဘဲနဲ့နီလာပဲဖြစ်နေခဲ့တာကိုသိလိုက်ရပါတယ်။ဌာနတစ်ခုလုံးမှာကိုလာရွှေကိုအထင်ကြီးကြပြီမဲ့အတိတ်ကဇလန်းကိုကောင်းကောင်းမမှတ်ရမလို့နီလာကိုသူမရှင်နိုင်မှကိုလာရွှေကသူ့ကိုသူသိပါတယ်။အရင်နောက်မှာတော့နီလာကလှရွှေကိုသူ့နဲ့တွေ့ဖို့အတွက်ဇိန်ခံကားအကောင်စားကြီးနဲ့အကြိုလွတ်လိုက်ပါတယ်။လှရွှေကလည်းနီလာတယောက်အတော်ကြီးဝါချမ်းသာသွားပြီဆိုတာသဘောပေါက်လိုက်ပါပြီ။ဒါပေမဲ့ကိုလာရွှေကိုထပ်ပြီးတော့အန်အောစီတာကတော့ကားအနေနဲ့တစင်နီလာရှိရဲ့ကျွန်းစီကိုသွားဖို့အတွက် ကိုပိုင်ရဟတ်ရင်နဲ့ခေါ်သွားကြတာဖြစ်ပါရီဟိုရောက်တော့နန်းတော်တမယာကြီးကျယ်ခမ်းနားရဲ့အဆောက်အဦထဲမှာမိုးရွာပါချုံရင်းချက်ရှိတဲ့ကလေးတွေကိုစောင့်ရှောက်ပေးထားတာကိုလည်းလှရွှေတူလဲရပါရီအဲ့ဒီမှာငါပြူးနဲ့ငပြေးတို့ကလည်းစိုးရနားမကြားကလေးတွေကိုစာတင်ပေးနေကြတာကိုလည်းတွေ့လိုက်ရပါရီနောက်ဆုံးမှာတော့ဂိုင်းကျုံကြီးနီလာစီကိုလှရွှေရောက်သွားခဲ့ပါပြီကိုလှရွှေကဒီလောက်ထိကြီးကြီးတက်ချမ်းသာလာတဲ့နောက်ကေမှာစိုးစိုးဝါလောရက်တွေရှိနေမယ်လို့နီလာကိုလာပြီးတော့ပြောပါရီအဲ့ဒီမှာနီလာကလည်းသူ့အနေနဲ့ဖြတ်တန်းခဲ့ရတာတွေကိုပြောပြလိုက်ပါရီ တကယ်တော့နေလာကအတိတ်ကကိုလာရွှေစီကရခဲ့တဲ့ငွေ9သိန်းကိုအရင်ပြူပြီးတော့ချမ်းသာလာတော့မဟုတ်ပါဘူး။ကိုလာရွှေရိုးလိုမျိုးအချင်းပြတ်တဲ့အရာရှိတွေနဲ့ဘာဘူးလိုလိုမျိုးလူမိုက်တွေမနေမနှောကိုရှင်းလင်းရင်းနဲ့တပတ်မှလည်းမိဘမဲ့ကလေးတွေကိုစောင့်ရှောက်ရင်းနဲ့ကြီးပွားလာခဲ့တာဖြစ်ပါရီ။အဲတော့မှကိုလာရွှေလေသူထင်သာသလိုပဲနေလာကို short တက်လို့မရမယ်သိလိုက်ပါပြီ။နေလာကတော့အခုလိုသူချမ်းသာလာတာကိုစုံစမ်းမဲ့အရာရှိတွေအတွက်လေကြုံမမြင်နိုင်မဲ့ဝက်ဖဲတွေအများကြီးရှိလို့နေပါရီ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုခဲ့ကြတဲ့ပရိသတ်တိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ။ ။ဟုတ်ကဲ့ပါ။ Channel လေးကိုလည်းပဲ like and subscribe လေးလုပ်ထားပေးနေ။နောက်ထပ်လည်းပဲစိတ်ဝင်စားဖို့ရရုပ်ရှင်တွေနဲ့ပြန်လာခဲ့ပါအောင်ခင်ဗျာ။